ီနေ့သရဉ္ဇလပြည်နေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာမြတ်စွာဘုရားဟာ တော်ရင်သားနတ်ပြည်တက်ပြီးတပိဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီကနေ့သူပြည်ကိုပြန်နေကြွလာတဲ့အမတ်တရားနေ ဒီနေ့ဟိုပဲဗိဓမာခါရနေလို့ဆိုတယ်ဗိဓမာခါရနေဆိုတာဗိဓမာတရားဟောတာကဝါဇုလမကျတရားနည်းရေးစပြီးတော့ဟောတာတရင်ညလာပြီးနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့အဆုံးသတ်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲဗိဓမာခါရနေလို့ဆိုပြီးမြတ်ပြည်မှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ ဝါဆိုပြီးတဲ့ဝါဆိုတဲ့နေ့ကနေစပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်။လကြအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတောင်းရင်သာနှပ်ပြီးမှ ခေါ်ကြပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတောင်းရင်သာနှပ်ပြီးကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမယာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀ရာနေပြီး ခန္ဓာတပြိ့စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာပုရဝါဒဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီသရဉ္ဇုလာပြီနေဆိုရင်သရဉ္ဇုလာပြီသရဉ္ဇုပြီဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားပုရဝါဒဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်တယ်ဆိုတဲ့ပူဇော်ဝဲခန္ဓာတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရဲ့နဲ့တရင်ညလတော်ရင်သာနတ်ပြည်ကပြန်ကြွတဲ့ခန္ဓာကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစင်မီနဲ့ပူဇော်ကြတယ်လို့ ီလိုပြောင်းလဲချာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရဉ္ဇလပြိနေမှာမိထွန်းနာတော့ကတိကနက္ခတ်လို့ခေါ်တဲ့မိနက္ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာရမိထွန်းရတာဖြစ်တယ်ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကို ပူဆော်တဲ့အနေနဲ့မိထွန်းရတာဖြစ်တယ်။အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းမွဲကျင်းပသလိုပဲ ကိုယ့်ရဲ့အစဉ်လာရလှုပ်ကြတာမြတ်မောင်ကြီးကဘုရားဘာသာဝင်နေကတော့မိထွန်းတာတော့အဲ့ဒီကတိကနေခတ်ကို ပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဖဲနဲ့မြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရဉ္ဇလပြည်နေ့မှာမိထွန်းတယ်တို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ် အဲ့လိုမဟုတ်ဘဲနဲ့နက်ခတ်ပွဲအနေနဲ့မိထွန်းနယ်မိအလှဆင်ပြီးတော့မိထွန်းနယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဝတ္တရီကတော့ပြောင်းလိုက်ထားတာဒီဖျားကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖျားကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာကဘုရားဝတ္တဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ ဖះကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပူဇော်မှုဖြစ်လာကျိုးပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်တော့ကြောင်းအတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာယုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖះနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်တမန်လို့မအောင်မိတယ်နဲ့ ဥပမာမဲ့ကြည့်စိန်ကြောက်ကလေးဟာကိုယ်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြည်တော့ဆိုလိုင်းခင်းတဲ့ကြောက်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးနော်အဲ့တော့တံမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုး ပဋ္ဌာန်ကွာတယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးခြင်းကွာတတ်တယ်အဲ့တော့တန်ဖိုးရှိတာဟာကိုရအောင် တို့လုပ်ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစင်လာမှုလှုပ်တာမဟုတ်ပဲနဲ့အထိပယ်ရှိရှိတို့ဘာဖြစ်လို့သရင်ကျွလာပြီးမှမိထုံးတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတယ်မြတ်စွာဘုရားကို ခေယူကျူပူဇော်သောအဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဘုရားပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော် ရှရဏသမားကိုပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းမတမ်းမှ ကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာ တရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နတ်သားနှစ်ယောက်ရှိတယ် အဲ့ဒီနသား၂ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲသို့တော့တအူးနဲ့တအူးဟာလှူတဲ့အတိုင်းဒါပမာဏမတူဘူးလှူတဲ့ပုံကိုယ်တွေလည်းမတူဘူးအဲ့ဒါလေးကိုခရူးဆိုင်ပြီးတော့မှတ်သားထားဖို့ပါတယောက်ကတော့အင်ကူရနသားလို့ခေါ်တယ်ပြီးတော့မှတရားဟောတော့မယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနားမှာဘုရားနဲ့အနီး မေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတ္တနတ်သားကအဘိဓမ္မာတရားလာနာဖို့ဖရာနာရောက်နေတယ်အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကူရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနိဗ္ဗာန်မှာထိုင်နေကြတယ်တဖြည်းဖြည်းတရားဝဲစားတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြတယ်အဲ့လိုရောက်လာတဲ့အချိန်မှာအိန္ဒကနတ်သားက ထိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်။အင်ကုရဏတကြတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပြေးလိုက်ရတယ်။သူတို့ကြတော့အရှင်ဝါချင်းမတူလို့ရှင်သူကရှေ့ရမထိုင်ရဘူးနော်။သူကသူအလိုအလျောက်ကိုအရှင်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပြေးတာ။နောက်လာလိုက်ဆုတ်ပြေးလိုက်လာလိုက်ဆုတ်ပြေးလိုက်နေစုဖျားနဲ့ဆက်နေယူစနာလာဝေးသွားတယ်။တယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီ၁၂ယူစနာဝေးသွားတယ်။ အဲ့ဒီအဝေးလောက်ကြမှာသူထိုင်လို့ရတယ်။သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟောင်းနောက်ရောက်သွားတယ်။အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်။အင်ကုရဏန္တာကိုလမ်းမေးတယ်။နေပါဦးငါနမ်းမှမထိုင်ပဲနဲ့နောက်ဆုတ်ဆုတ်ပြီးတော့သွားတာ။ဒီအိန္ဒကဏန္တာကတော့ငါနားလေးတွင် ထိုင်နိုင်တယ်။သူကဘုံလူကိုချီတယ်။ဘာလို့နောက်ဆုတ်ပေးရတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှု လူပြေမှာလုံးချတာချင်းတူပါတယ်တဲ့အိနကနသဟာသူကရှင်အနုရုဒ္ဓမထေရယဟန္တာမထေရကိုဆွမ်းကန်လာတာဆွမ်းတဆွမ်းမဲ့သူ လောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနတ်ဖြစ်လာပြီးတော့ဘုံတို့ကိုချိန်နေတာတဲ့သူကတော့တပည့်တော်ကတော့တဲ့ဆယ့်နှစ်နေကြာသမီးချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့ တပည့်တော်ကုသိုလ်ကညံ့သွားတယ်။ဘာလို့ညံ့နှုံဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လဲလှူလဲရတယ်လှူလဲရလို့သူ့ကျင်တဲ့နှလုံးထဲမှာဖြစ်တဲ့တရဟစေရနာရီဆိုအားလဲကြီးမာတယ်ပေါ့ခဏလို့စိန်လေးဟာတပွင့်နေပဲဖြစ်စီနော်တမုတ်ကြီးတယ်သူကတော့လမ်းခင်းကြောက်တည်းရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေ အလူခန့်တဲ့ပုဂ္ဂိုလ်တွေကငါးပါးတိလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရနေတဲ့လူတွေတိလလည်းမလုံးဘူးတရဏဂုံလည်းမရှိဘူးဆိုရဲတမန်လူလူခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိပြီးတော့အာရတင်တယ်မှုမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လဲ သူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြသလိုပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံ့ဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်အဝါမရှိပါဘူးညတ်တော်ဖြစ်တဲ့အတိုင်းပဲအရှိန်အဝါချင်းမတူဘူးလို့ဆိုလို့လူလူပြောရင်တော့ຢာထူးငယ်တယ်ပေါ့နော်ကိုယ်ရဲ့ຢာထူးကြီးတဲ့လူလိုက်နောက်ဆုတ်ပေးရတယ်မဟုတ်လားပတ်စံချမ်းသာတဲ့လူလိုက်လည်းနောက်ဆုတ်ပေးချတယ်လူတွေဟာ အဲ့လိုဖြစ်တာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသကောင်းမှု လုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးထဲကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြအမယ်ဖြစ်တယ်ဒီအမတ်တမဲလှူတာတဏ္ဍမျိုးတွေမလုံးဝဘူးပြီးတော့လှူတဲ့ကိုလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအီချင်းတိနာသမารိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ ဒီလိုခေါ်တာဖြစ်တယ်။အဲ့တော့လောကမှာအခုမြတ်စွာဘုရားကိုပူဇော်လိုက်မယ်ဆိုရင်ဖះတော့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေ။ဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေခန္ဓာမယားမှာတာဝန်ဤသာနတ်ပြည်ကကြွလာတဲ့ဖះကိုငါတို့ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွှန်လိုက်ရင်ကိုပဲကုသိုလ်ကောင်းမှုတွေအများကြီးရတယ်။ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်။ခုနရှင်းပါးသီလဆောက်တည်လိုက်တယ်။ ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်ရလို့ခေါ်တယ်။ဒီကနေ့ငါရှင်းပါသီလစောင့်တည်ပြီးတော့ဥပုသ်ဆောင်းလိုက်မယ်။ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်။ဖျောင်းနိုင်လေးတတိုင်းထွန်းရင်လည်းဒီဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဇော်ပါတယ်လို့။ပန်းလေးတစ်ပွင့်လှူရင်လည်းဒီပန်းဟာတဝရိန္ဒနတ်ပြည်ကအပြီးမှတရားဟောပြီးပြန်ကြွခဲ့တယ်။မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဇော်ပါတယ်ဆိုရင် ပူဇာရဟေပူဇေယတောဗုဒ္ဓေဝယတိဝတာဝကေပပ္ပစ္စာတမတိတ်ကံတိတိဏ္ဍသောကပရိတဝေစိဟတံမူမဖြတ်နိုင်တယ်လို့ပဲအဲ့လိုပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုဟာတံမိုးကြီးတယ်လမ်းခင်းတဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေထုတ်ကဘလောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေထုတ်ကြီးချာကြီးကြီးနော်အဲ့လိုကြွယ်ပြားချမ်းသာသွားတယ်လို့ဆိုတာလေးဦး တော်ရင်သာနတ်ပြည်မှာအဘိဓမ္မာတရားဟောရင်မြတ်စွာဘုရားဒါကိုဟောခဲ့တယ်။အဲဒါကြောင့်မို့ကုသပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေတူးနေမြတ်တို့ဆိုဒီမှာမြတ်စွာဘုရားတော်ရင်သာနတ်ပြည်ကပြန်ကြွတဲ့အဘိဓမ္မာခါရုံနေဖြစ်တယ်ဆိုတာတစ်ခုမြန်မာလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမှာဖြစ်ခင်ကတရင်ကျော်မိထုံးမွဲတွေလှုပ်ကြတယ်ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူးเนาะ အဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသကောင်းမှုရသွားတယ်အများကြီးနောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်ဘဝရဏဆိုဒီမှာရှမ်းတော်တွေဟာအတူတကွနေထိုင်ကြပြီးတော့ဝါလာတရင်ဝါလာကျွတ်ပြီးဆိုရင်ခေးထွက်ကြတယ်ဟိုနေဒီနေနေကြတယ်ရှေးတုန်းကတော့အမြဲနေတဲ့နေရာမရှိကြဘူးဒါကြောင့်မို့ခေးထွက်ကြတယ်ခေးထွက်တဲ့အခါဒီဘဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲ ဒီရင်ကျေးမှုကဘာတော့ဆိုလို့ရှိရင်ကိုယ့်ကိုမပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရတယ်ပေါ့ request လုပ်ထားဆိုလိုတယ်ပေါ့နော်သူပေါ်မှာပြောစရာရှိပြောပါမညာမတာပြောပါလို့ဆိုလိုတယ်နော်ဒါရင်ကျေးမှုတစ်ခုပဲလူတွေရဲ့ရင်ကျေးမှုတုံးတဲ့တူဆိုပါစို့ ဒီလူတယောက်မဟုတ်တာလို့တာကြားတယ်မဟုတ်တာလို့တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတယ်သူပြီးမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်တယ်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုမျိုးတွေဟာရှင်ချင်းမှုကိုပြပြစေတယ်ပေါ့နော်ရှင်ချင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းတယ် ဒါကြောင့်မို့တပားနဲ့တပားဟာဖိမန္တက ပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန္တကပြုတဲ့နေ့ဘယ်လိုဖိမန္တကပြုတော့ဆိုရင်ပဝရဏယဉ်ကျေးမှုမှာတန်ကံပန္တိပဝရေမိဒိဋ္ဌိနဝသုတေနဝပရိသင်္ခာယဝရှန်တပားကတပားချင်းတန်ဃာတွေကိုရှောက်ရမှာဖြစ်တယ်အရှင်ဘုရားတို့တဲ့တပည့်တော်ကိုဒီအပြစ်မြင်၍ဖြစ်စီ အပြစ်ကျူးလွန်တယ်ဆိုတာတရင်ကြရေးပဲဖြစ်စီအရှင်ဘုရားတို့ကိုယ်တိုင်ကတပိတော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စီတပိတော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမံအာယတမန်တော်ရှင်ဘုရားတို့ပြောကြပါဒီလိုဆိုလိုတယ်နော်အနုကမ္မဥပါဒါယပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းနာတရားနဲ့ပြောရမယ် ဒေါသနဲ့အပြစ်ချတာမျိုးတော့မဟုတ်ရဘူးเนาะလူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမံအာသမံတော့အနုကံပါဥပါဒါယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါတပည့်တော်အကျိုးလူလာတဲ့စိတ်နဲ့ပြောပါတဲ့ပတ္တန်တော်ပရိကရိတာမိရှင်မရတို့ပြောတာကိုတပည့်တော်ကိုယ့်ကိုယ်ပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့ တပည့်တော်ပြင်မမယ်နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့เนาะပဝရဏဘွယ်ပဝရဏဘွယ်နဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေပဝရဏပြုတယ်ဆိုတာကြားမှုကြလိမ့်မယ်အဲ့ဒီပဝရဏပြုတာဘာလို့ထားတော့ဆိုရင်တပားနဲ့တပားเนาะအပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲเนาะ အဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရဲညိုလာဆိုလို့ရှိရင်ဩကတကရောဂျိုနဲ့ကရောအဲ့ဒီကရောတာဟာလည်းပဲအပြည့်ရှိလို့ရှိရင်ပပျောက်စီရန်တို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့နဲ့ပြောဆိုပြီးလို့ရှိရင်ပြုလုပ်ပြီးလို့ရှိရင်စိတ်ထဲကကြံစီပြီးလို့ရှိရင်ထိုအပြစ်တို့ပျောက်ပါစေခြင်းဂျုံငါဆိုလူကြီးသူမတွေမိဘတွေကိုကရောတယ် တလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှာမရှိတဲ့ယဉ်ကျေးမှုအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှင်အဲ့ဒီအပြစ်ကဘာဖြစ်တုံဆိုလို့ရှင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်မအောင်နိုင်မှုသူ ဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားတယ်။မိဘကို စော်ကားပြီးပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုတွေဟာသင်္ခါလောမတိုးတက်ဘူးအဟံတာတွေဖြစ်လာတယ်။တည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်။မတောင်းပန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတစ်မျိုးသူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မွားကြလို့ရှိရင် အဲ့ဒီတိုင်သွားဖြစ်တတ်တယ်။ကြောက်ရတယ်ပေါ့ဒါမှမဟုတ်ဒီတန်တရာခရီးသွားအမှားမလုပ်မိစေနဲ့ဆိုတဲ့မှာကြည့်တန်တရာခရီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှလို့ရှိရင်နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့တခါတော့အမျိုးသမီးတယောက်ဟာဖះရှိခိုးဖះဘူးသွားတယ်စေတီပထိုးပေါ်မှာဒီ အညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင် လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရညာမရနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘေဟာမရကလုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်အဲ့ဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်ရဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်ဒီကိုယ်ကလုပ်လိုက်တဲ့ အပြစ်တစ်ခုကကိုယ့်ပေါ်ပြန်ဆွတ်တယ်အဲ့ဒါကိုတတိထားရတယ်နေစဉ်ဘဝမှာ နေလို့ရှိရင်လည်းကိုယ်ကကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ကိုယ်လုပ်တဲ့အလုပ်ဒီကိုယ်စီပြန်ရောက်တယ်ကိုယ်စီပြန်ရောက်လာတယ်ကြားဘူးကြားလိုက်မယ်ဒီဩစဩစတြေးလျအဘော်ရီဂျီနီဆိုလူရိုင်းနေရှိတယ် ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေနော်မူလာကျွန်းနေလူသားတွေဩစတြေးလျအော်ဇီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နက်ကခါကောက်ကောက်ကြီးအဲ့ဒါကပြစ်လိုက်လို့ရှင် သူစီပြန်ရောက်တာသူထဲပြန်ရောက်တာအဲ့ဒါလိုပဲလူတယောက်ကကို ပြောလိုက်တဲ့စကား ကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုယ်စီပြန်ပေါ်လာတတ်တယ်။အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးနော်။ကိုလှုပ်တာကိုကဥမာမဲ့လူတစ်ယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ်၊ကြွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုရင်အဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်။ကိုယ်စီပြန်ရောက်တယ် မလွဲမသွေပြန်ရောက်လာတတ်တယ်။ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရောက်လာနိုင်တယ်။မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်လာ။အဲ့ဓာတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေ့အကြုံနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုချုံမြင့်ချိုးမပြောမိအောင် မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะ တခါတော့ဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ပွဲစားထွက်လာတယ်ပျော်ပွဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတစ်ပါးနဲ့တွေ့တယ်ရှန်နဲ့တစ်ပါးနဲ့တွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီရှန်နာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆို အမျိုးသမီးလှုပ်တဲ့လူကဟင်ဒီကိုရောကပြုံးနေတယ်ဇသပင်ကနဲ့တူတယ်လို့ပြောနော်သူတို့ဇသပင်ကတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတာပြုံးခြင်းလားမပြုံးခြင်းလားလည်းမသိဘူးပြုံးနေရတာပဲသူတို့ကနော်ဇပွဲကတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီစအဲ့ဒီကိုရောကပြုံးနေဇသပင်ကနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့ အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေသဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုသဘင်နဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွက်ကနေရတယ်ခုခေတ်ကတော့ဟိုအမှုပြညတဲ့ဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြဘူးအဲ့ပွက်ကနေရတယ် ွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားကလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုဆွန့်လွတ်ပြီးသူကပါလိုက်ပွဲကားရတဲ့ဆင်းရဲအဲဒီဇလန်းအကြောင်းကိုပြောတဲ့ခါမှာသူတို့ယဟန္တာကိုပြမပြီးပြောခဲ့လို့တဲ့ဒါလားဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ကံကြမ္မာရဲ့တဘာဝတရားကသူကအမားတစ်ခုမလုံလိုက်နဲ့လုံလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်တော့ကိုယ်စီပြန်ရောက်တယ် အဲ့ဒါတတိထားတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပို့ဆိုးတယ်အဲ့ဒါဒီတပ္ပဗုဒ္ဓထင်တယ်သူကပြစ္ဆေကဗုဒ္ဓကဝှထတဲ့အဝေါကလည်းပဲဟိုကောင်းတဲ့အဝေါမှမဟုတ်ဖ ೇನೆ တဲ့ခေါက်ဆိုးတဲ့အဝေါကိုဝတ်တယ်အနေထိုင်ညင်ညင်ပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအနုက ဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တာအဲ့သူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်တွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလှုပ်တဲ့လှုပ်တွေကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင် ကိုယ်ကိုတတိထားကြရမှာ ဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဟာဒီကိုကိုပြည့်စုံပြောပါ အဲကြရင်တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနအပြစ်တွေဟာကြေအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီရင်ကြီးမှုအရာဘုရားဗဒဝင်တို့အတွက်ဒီသရေညိုလာပြီနေဆိုတာနေသူနေမြဖြစ်တယ်နေသူနေမြအခါသမယမှာလှူကြရတယ်တန်ကြရတယ်ကုသကောင်မှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်အဲ့လိုနေထိုင်ပြီးတော့ ကောင်မှုလောက်ကြမှာဖြစ်တယ်။